င်းမြို့မှာမော်တော်နဲ့ဆန်ကိုသွေးလန်းဖြစ်တဲ့ခြံပေါက်ရွာကြီးချိုချောင်းမှာငါဖမ်းနေတဲ့စက်ကောက်စီတသားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တွန်လိုင်းတပ်ဖွဲ့ဝင်ချိုစီကတရားပါတယ်အေဘီလာ30ရင်းနေညနေ9နာရီမှာတိုက်ခိုးရွာနာကခြောက်နှပောက်ရွာချောင်းမှာစက်ကောက်စီတက်တာ10ဦးလောက်ပိုက်နဲ့၅ဖန်းနေချင်းတော်လိုက်တက်တွေကတိုက်ခိုက်ခဲ့တာပါအဲ့ဒီလိုတိုက်ခိုက်ခဲ့တဲ့အတွက်စက်ကောက်စီတက်တာ4ဦးလောက်တိတ်ဆုံးသွားတယ်လို့တော်လိုက်တက်ဖွဲ့ဝင်တူကဆိုပါတယ် ကံပေါ်မှာရှိနေတဲ့စက်ကောက်စီတပ်သားတွေကတနက်နေ့ပြက်ပစ်ကြတဲ့အတွက်အပြက်လက်ပြစ်ခတ်မှုဖြစ်ခဲ့ပြီးဆယ်မီနစ်လောက်ကြာမှစက်ကောက်စီတပ်ကလက်နက်ကြီးအပါအဝင် drone တွေနဲ့ဗုံးချတိုက်ခိုက်ပေးမယ်လေတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတိုက်ခိုက်မှုမရှိဘူးလို့သိရပါဗျာ။